Hello အားလုံးမင်္ဂလာပါဒီနေ့ပြပပေးသွားမှာကတော့ဒီ Google Labs ကနေပြီးတော့အသစ် release လုပ်လိုက်တဲ့ AI experiment formally by Google Labs ကိုပြပေးသွားမှာပဲဖြစ်ပါတယ် formally ဆိုတော့ကတော့ဒီ marketing နဲ့ branding အတွက်အရန်အရန်ကိုအသုံးဝင်ပြီးတော့ဒီ marketing agency တွေမှာလည်းအရန်အရန်ကိုအသုံးဝင်မြဲ tool တစ်ခုလို့ပြောလို့ရှိရင်လည်းမမှားပါဘူး formally ရဲ့အဓိက feature ကတော့သူကဒီ website ကို analyze လုပ်ပြီးတော့ဒီကိုယ့်ရဲ့ website မှာဘာ marketing campaign တွေလိုအပ်တယ်ဘယ်လိုမျိုးဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုသူက analyze လုပ်ပြီးသွားမှာပဲဖြစ်ပါတယ်အဲဆိုတော့ဒါပေမဲ့ unfortunately formally က region အတိုင်းမှာမရပါဘူးဆိုတော့ဒီ formally ကိုအခု website ထဲကိုရောက်နေရပါတော့ formally ကို let's get started ဆိုပြီးအနှိပ်လိုက်တဲ့အခါမှာ unfortunately check republic မှာ formally ကမရပါဘူးရှင်အဲဆိုတော့ google ခောက်ကြည့်လိုက်တယ်ပေါ့နော် google ခောက်ကြည့်လိုက်တဲ့အခါမှာ region street က united states canada australia နဲ့ new zealand မှာ battle loss လက်ရှိရပါသေးတယ်ဒါပေမဲ့ vpn နဲ့ကြော်ပြီးတော့သုံးလို့ရပါတယ်ဆိုတော့ vpn နဲ့ the us or canada တကူကူနဲ့အာတုံးလို့ရှိရင်တော့ hopefully ရမယ်လို့မျှော်လင့်ရပါတယ်ဒါပေမဲ့ဒီမှာကတော့နည်းနည်းလေးပြင်းတဲ့အတွက်ကြောင့်မလို့ VPN ချက်အာနဲ့အလုပ်ထားတဲ့ဥစ္စာကိုမပြတော့ဘဲနေဒီ Google Labs My Family ရဲ့အာသူ့ရဲ့ ads video ကနေပြီးတော့အချင်းချုပ် family ကဘယ်လိုမျိုးအလုပ်လုပ်ပေးတယ်လဲဆိုတဲ့ဥစ္စာလေးတွေကိုရှင်းပြပေးသားမှာပဲဖြစ်ပါတယ် so let's get started အတော့ဒီမှာဒီသူ့ရဲ့ video တွေက အတိုင်းပေါ့နော် family ဘိုင်း Google Ads စပြီးတော့ကြည့်ကြည့်ပါမယ် okay ဲ့တော့အရင်ဆုံးကွာဘာလုပ်မလဲဆိုတော့ကိုယ့်ရဲ့ဒီ business URL ကိုရိုက်လိုက်ပေါ့နော် business URL ကိုအဲကို website ရှိရဆိုလို့ရှိရင်သူတို့ပေးထားတဲ့အထက်မှာ business URL ကိုရိုက်လိုက်မယ်အဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ website ကိုသူက analyze လုပ်ပြီးတော့အဲဒီမှာဘာ branding တွေလဲဘာလုပ်တဲ့ brand လဲအဲဘယ်လိုမျိုး fonts တွေရှိသလဲ colors တွေက brand colors တွေကဘာတွေလဲစသဖြင့်သူကအကုန်လုံးကိုပြပြသွားမှာပဲဖြစ်ပါတယ်အဲပြီးတော့ဒီမှာကိုယ့်ရဲ့ logo တွေဘာတွေကိုလည်း add လုပ်လို့ရတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ fonts တွေကဘယ်လိုမျိုး fonts တွေသုံးတာလဲဒါမြင်တခြားကိုယ့်ရဲ့ brand နဲ့ site သက်ဆိုင်တဲ့ image images တွေရှိရဆိုလို့ရှိရင်လည်းဒီမှာ upload လုပ်ပေးလို့ရမှာပဲဖြစ်ပါတယ်။ okay ပြီးတော့အကိုရဲ့ဒီ campaign တွေကိုလည်း prompt လုပ်လို့ရမယ်ဆိုပြီးတော့သူကပြောထားရပေါ့เนาะဥပမာအကိုကဒီအတမ်းမဲထားပါတော့အတမ်းဆိုလို့ရှိရင်ဒီတူတူ campaign တွေပါရှယ်ပေါ့เนาะသူတို့ရဲ့အလုပ်ချင်တဲ့ campaign idea လေးကိုရေးလိုက်တာနဲ့ဘယ်လိုမျိုးတွေ idea တွေထုတ်ပေးမလဲဆိုတော့ AI ကနေ ဒီ ChatGPT ကိုသွားတဆင့်အဲတခါ Google Gemini ကိုသွားဒိုင်ဒိုင်လုတ်ချင်နေဆိုပြီးတော့ idea တွေမင်းနေစရာမလိုပဲနဲ့ဒီ formula ရဲ့မှာတခါရဲပေါ့နော်ကိုလုတ်ချင်တဲ့ campaign idea ကိုသူက marketing tool လေးဖြစ်တဲ့အတွက်ကြောင့်မို့ဒီစစ်စလုတ်ပေးနိုင်မှာပဲဖြစ်ပါတယ်အဲဆိုလို့ရှိရင်တော့သူရဲ့ဒီ idea တွေပေးတဲ့အပြင်ကိုမှတခြား suggestion တွေလည်းအဲပေးနိုင်မယ်ပေါ့နော် suggestion တွေပေးနိုင်မယ်ဒီမှာဆိုရင်အဲသူကဒီ restaurant တစ်ခုရဲ့ idea လေးမျိုးကိုသူပြပြပေးထားရပေါ့နော် chickpeas power protein upgrade fuel ဆက်သဖြင့်အဲဒီ campaign idea တွေကိုသူက automatic စဉ်းစားပြီးထုတ်ပေး မှာပဲဖြစ်ပါတယ်။ဒါတင်မကဘူး။လူမျိုးထုတ်ပြီးတဲ့အခါမှာပုံတွေကိုလည်းဝင်ပြီးတော့ပြင်လို့ရတဲ့ဥစ္စာတွေကိုလည်းသိပြီးပါပြီ။ဒီ YouTube ကဗလော့ဂါတွေမှာလည်းတော်တော်များများဖုံးမလီကို review လုပ်နေကြပြီပေါ့နော်။အဲ့တော့ဒီ edits တွေလုပ်လို့ရမယ်ဒီမှာဆိုရင်ဒီဥစ္စာကိုမကြိုက်ဘူးသူက chick ပြီးနဲ့ upgrade လုပ်ပေးပါဆိုပြီးတော့ဒီ AI ကို command ပေးလိုက်တာနဲ့ automatic အဲလုပ်လုပ်ပေးမှာပဲဖြစ်ပါတယ် โอเคอ่าဒီတခုချင်းစီပေါ့เนาะဒီ Gemini ကိုသွားလိုက် ChatGPT ကိုသွားလိုက် Canva ကိုပြန်သွားလိုက်အဲ့လိုမျိုးကြီးလုပ်နေစရာမလိုဘဲသွားအမြန်အဲ့လိုမျိုးကြီးလုပ်ပေးနိုင်တယ် Forms တွေလည်းတို့လိုပြင်ပေးနိုင်တယ်ပြီးတော့ဒီကိုယ့်ရဲ့ဒီ audience တွေပေါ့เนาะကိုယ့်ရဲ့ audience တွေကလည်းဘယ်လိုလူမျိုးတွေဖြစ်မလဲစသဖြင့်အဲ့ဟာတွေကိုလည်းအမြန်မြန်ဆက်ဆက်ပို့ပြီးတော့သိနိုင်မယ်အအဓိကအဖြစ်တော့ तू ကဒီ marketing consultant တယောက်ငှားလိုက်တဲ့ပုံစံမျိုးပဲအဲ့ဒါကိုမှသူက AI နဲ့ပြန်ပြီးတော့အဲ့လိုမျိုးလုပ်ထားပေးရပေါ့เนาะဆိုတော့အဲတစ်ချက်တော့ VPN ဟိုဖြစ်ပြီးတော့စမ်းကြည့်လို့စမ်းကြည့်ဖို့ recommendation ောင်းလုပ်လိုက်ပါတယ်ဒါပေမဲ့ဒီတချို့ VPN အကုန်လုံးတော့မရဘူးလို့တော့ကြားရပေါ့နော်ဗာလဲဆိုဒီ WinScribe at the chat လို့ကြည်ရသိပြီးတော့အဆင်မပြေသေးဘူးအာဒါပေမဲ့ဒါပေမဲ့ဒီ tool ကအအခုမှစပြီးတော့သူတို့လေ launch လုပ်လာဖြစ်တဲ့အတွက်ကြောင့်မို့လို့တဖြည်းဖြည်းနဲ့တော့ဒီ region တွေ expand လုပ်လာမယ်လို့မျှော်လင့်ရပါတယ်။ဆိုတော့အဒီ agency အလောကမှာလည်းဒီ marketing agency ရဲ့ attract formula ကအများကြီးအများကြီးအထောက်အပံ့ပြုလိုက်မယ်လို့ထင်တာမို့လို့တစ်ချက်လောက်စမ်းကြည့်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ techmart ma chatgpt capcat gemini canva so digital product ko be we we tms swe swe khout le ko tong pi raw 5 to 10% at discount le ya yu nai na mo lo khout le ko tong pi bo mi ne no